ဟူတီတောင်းကျမ်းသူတွေအပြတ်အသတ်ခံလိုက်ရပါပြီ ်အမေရိကန်စစ်တပ်ကသူတို့ကိုအပြေးအဝတိုက်ခိုက်လိုက်တဲ့အတွက်ခုခံဖို့တောင်းအချိန်မရခဲ့ပါဘူး။အီရန်ကလည်းအားဖြည့်ထားတဲ့ဒီတိုက်ခိုက်သူတွေကပင်လယ်နီကိုထိန်းချုပ်နိုင်မယ်ထင်ခဲ့တာပါ။ဒါပေမဲ့အခုဆိုရင်သူတို့အချိန်ဆိုင်စခန်းတွေပြက်စီးသွားပါပြီ။ဒါကအမေရိကန်စစ်တပ်ရဲ့အပြေးအဝတိုက်စွမ်းနိုင်မှုမယမနာတိုက်ခိုက်ချိန်မုံချင်းကိုခံရတာကြောင့်ပါ။ဒါကအဆပဲရှိပါသေးတယ်။နောက်ထပ်လာမယ့်အရာက ပိုဆိုးပါလိမ့်မယ်။မက်လာ15ရက်နေ့မှာအမေရိကန်ကပထမဆုံးလေးတက်တိုက်ခိုက်မှုကို စတင်ခဲ့ပါတယ်။ရေမင်းကဟူဒီရီရဲ့ဗဟိုချက်ဖြစ်တဲ့ဆန်နန်စ်ကိုပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါကမျိုးတော်ကိုပဲတိုက်ခိုက်တာမဟုတ်ပါဘူး။ Sanders ကအာရေဗျာနဲ့နေဆက်ကန်ကြီးကနေမိုင်းတရာအကွာမှာရှိတာဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးပြင်မဲ့အတွက်အကောင်းဆုံးနေရာဖြစ်နေရဖြစ်ပါတယ်။ Sorry Arabia က Trump ရဲ့ဂျာနီဆုံးဖြစ်နေပြီးတော့ Ukraine စစ်ပွဲအဆုံးသတ်ဖို့ Putin နဲ့ Zelensky အကြားမှာငြိမ်းချမ်းရေးညှိနှိုင်းဖို့သူစူးစမ်းနေတဲ့အချိန်မှာနေဆနာကဟူဒီအခြေစိုက်စခန်းတွေကိုတိုက်ခိုက်တာကတုံ့ပြန်မှုတစ်ခုလည်းမဟုတ်ပါဘူး။နောက်ဆက်တွဲညှိနှိုင်းမှုတွေအတွက်အကွက်ချနေတာပါ။ ဟူဒီတွေကဆန်ရာစ်နဲ့ဆန်ရာစတိုသူတို့ရဲ့နောက်ထပ်အရေးပါတဲ့ခံတက်ဒီလိုနှစ်ခုစလုံးမှာပေါက်ကွဲမှုတွေဖြစ်ကြောင်းနောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်။ BBC ကဖော်ပြခဲ့တဲ့ပုံတွေမှာဆန်ရာစ်အေးလေးစိတ်ကနေမိโกတွေထူပြီးတော့မြင့်တက်နေတာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒီလေးစိတ်က Aldelamel Leader စကန်နဲ့ပူးထွေးအသုံးပြုထားတဲ့အတွက်ရေမဲမှာအခိုင်အမာဆုံးစစ်အခြေဆိုင်စကန်တစ်ခုဖြစ်နေလို့ပါ။ဟူတီတွေရဲ့ Aldelamel Leader စကန်ကအထ ူးလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြည်နေပါတယ်ဒီစက္ကန်းကနှစ်ပေါင်းများစွာပြည့်မတ်စီးရင်ဝင်နေခဲ့ရပါ2015မက်ရှလာကနေ2022ခုနှစ်ဇန်နဝါရီလအတွင်းစော်ရီဦးဆောင်တဲ့မဟာမိတ်တပ်တွေကဒီစက္ကန်းကို154ကြိမ်ပုံချဲပြီးတော့လေစိမ့်နဲ့တွဲပြီးတော့စုစုပေါင်း456ကြိမ်တိုက်ခိုက်ခဲ့ရလဲဖြစ်ပါတယ် ဒါပေမဲ့2024ဇန်နဝါရီမှာအမေရိကန်ရဲ့ပြည်ထိုင်ကပါဝင်လာပြီးတော့ El Delamar အစကန်အပါဝင်ဟူဒီပြည်မတ်တွေကိုဘုံကျဲမှုတွေလုပ်ခဲ့ပါတယ်။ဇန်နဝါရီလ23ရက်မှာတော့အမေရိကန်က Chrome Missile နဲ့လေဆိပ်က Radar စနစ်တွေကိုအပြတ်အသတ်ဖျက်ဆီးလိုက်ပါတယ်။ဒါကအာမန်သတိပေးတိုက်ခိုက်မှုမဟုတ်ပါဘူး။ဒီကြားရဲ့ပြစ်ခတ်မှုဖြစ်ပြီးတော့ Trump ကဒီစကန်တစ်ခုလုံးကိုလုံးဝအလုံးမလုံးနိုင်အောင်လှုပ်လိုက်နိုင်ပါတယ်။ ဟူဒီတွေကအမေရိကန်ရဲ့ရုံးမာတဲ့စရေးကျူးလွန်မှုလို့ပထမဆုံးထုတ်ပြန်ချက်မှာလောင်ပြောင်ခဲ့ပေမဲ့ဒီတိုက်ခိုက်မှုရဲ့ထိရောက်မှုကိုတော့ဘယ်သူမှညင်လို့မရပါဘူးတိုက်ခိုက်မှုပထမဆုံးနေ့အစုံမှာဆိုရင်တော့ဟူဒီတွေထိန်းချုပ်ထားတဲ့ရေမင်ဂျမန်ရေဝင်ကြီးဌာနကအမေရိကန်ရဲ့ပထမလိုင်းတိုက်ခိုက်မှုကြောင့်အနည်းဆုံး31ယောက်သေဆုံးပြီး100ယောက်ဒဏ်ရာရတယ်လို့ထုတ်ပြန်လိုက်ပါတယ် ဒီတိုက်ခိုက်မှုမှာအမေရိကန်တခုတည်းကတိုက်ခိုက်တာမဟုတ်ပါဘူး။တခြားနိုင်ငံတွေကတိုက်ရိုက်မပါဝင်ပေမဲ့ BBC ရဲ့သတင်းအရဗြိတိန်ကအမေရိကန်လေယာဉ်တွေအတွက် လောင်စာဖြည့်တင်းမှုအထောက်ပံ့ပေးခဲ့ပါတယ်။ဗြိတိန်ရဲ့လောင်စာဖြည့်အကူအညီကအဲဒီလေယာဉ်တွေကိုကောင်းကင်မှာဆက်ပြန်ဝဲနိုင်စေခဲ့ပြီးတော့ထရမ်ရဲ့ပထမဆုံးတိုက်ခိုက်မှုတွေဟာ ်အမေရိကန်မျော်မှန်းထားတဲ့ဖိအားအဆင့်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကဒါနဲ့ပဲရပ်မသွားပါဘူး။နောက်နေ့မှာပဲရီမင်ကို နောက်ထပ်လေတက်တိုက်ခိုက်မှုတွေထပ်လုပ်လိုက်ပါသေးတယ်။မက်လ16ရက်နေ့မှာအမေရိကန်ကဂျက်ဒက်နဲ့အော်ဂျော့ဖ်နယ်မြေတွေမှာရှိတဲ့ပြစ်မှတ်တွေကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေခြေပြန့်လာတာနဲ့အမျှသေဆုံးသူအရေအတွက်လည်းတက်လာခဲ့ပါတယ်။ရီမင်ကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရမက်လ16ရက်နေ့တိုက်ခိုက်မှုတွေရဲ့ရလဒ်အနေနဲ့ကလေး9ယောက်အပါအဝင် င်လူ93ယောက်သေဆုံးပြီးဒါဇင်နဲ့ချီတဲ့လူတွေထဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဝါရှင်တန်ကတော့ဒီဒုတိယမြောက်တိုက်ခိုက်မှုတွေကိုချီတူပြောဆိုခဲ့ပါတယ်။ American မျိုးသားလုံခြုံရေးအတိုင်ပင်ခံ Mike Walks က ABC သတင်းကိုဒီတိုက်ခိုက်မှုတွေကဟူဒီကောင်းဆောင်တချို့ကိုပြစ်မှတ်ထားပြီးတော့ဖယ်ရှားလိုက်တာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Fox News ကိုလည်းကျွန်တော်တို့ကသူတို့ကိုအပြင်းထန်တိုက်ခိုင်းလိုက်ပြီးအီရန်ကိုဒီထက်ပိုသီးမခံနိုင်ဘူးဆိုတဲ့သတင်းပို့လိုက်ပါပြီလို့ဖြည့်ဆွတ်ပြောသွားပါတယ်။တနည်းအားဖြင့်အမေရိကန်ကအီရန်ကဟူသီတွေကို project အဖြစ်သုံးပြီးတော့ပင်လယ်နီမှာတိုက်ခိုက်မှုတွေလုပ်တာ ရှက်ဖို့ပြောလိုက်တာဖြစ်ပါတယ်။ American ကာကွယ်ဝင်ကြီး PD Hostie ကလည်း ထမရက်နှစ်ရက်အတွင်းမှာဆိုရင်တော့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့ရရဲတင်းတင်းပြောလာပါတယ်။ဟူဒီတောင်ကျန်းသူတွေတိုက်ခိုက်မှုရက်တန်းမချိန်အထိကိုအမေရိကန်ဆက်တိုက်မဲ့အစီအစဉ်ရှိရလို့ဆိုပါတယ်။ Fox News နဲ့တွေးဆောင်ကမ်းမှာဒီတိုက်ခိုက်မှုကရေချောင်းလှုပ်လှခွင်းနဲ့တားဆီးနိုင်စွမ်းပြန်လည်ရရှိဖို့အတွက်ပါလို့ရှင်းရှင်းလင်းလင်းပြောသွားပါတယ်။ထရန်ကတော့ဟူဒီတွေကိုတိုက်ရိုက်ချိန်ချလိုက်ပါတယ်။မင်းတို့ဘယ်တော့မှမမြင်ဘူးသေးတဲ့ငရဲမီးရွာသွန်းပေးမယ်လို့ချိန်ညာလိုက်ပါတယ်။ BBC သတင်းအရ အန်မက်လို့ခေါ်တဲ့ကလေးနှစ်ယောက်ဖခင်တူက AFP ကို track chain 6အတိုင်းဖြတ်သွားပါတယ်လို့ပြောပြပါတယ်။ကျွန်တော် Senators AMR ဆယ်နှစ်နေပြီးတော့စစ်တလင်ကခြေတံတွေတလျှောက်လုံးကြားနေရတာကျွန်တော်ဒီလိုအရာမျိုးတော့ဘယ်တော့မှမကြုံဘူးလို့သူကဆိုပါတယ်။ဒါပေမဲ့ American ရဲ့အပြင်းထန်တိုက်ခိုက်မှုတွေနဲ့တောင်မှဟူသီတွေကလက်မလျှော့ဘူးလို့ဆိုပါတယ်။အဖွဲ့ခေါင်းဆောင် Abdul Malik Al Houthi က ်မရိကန်ကရှီမင်ကိုဆက်တိုက်ခိုက်နေတဲ့၍မရိကန်ရဲ့အနောက်တိုင်းသင်္ဘောတွေကိုပလန်နီမှာဆက်ပစ်မှတ်ထားမယ်လို့ပြောကြားလိုက်ပါတယ်။အီရန်ကလည်းခုခံပြောဆိုလာပါတယ်။အီရန်နိုင်ငံသားဝင်ကြီးအဘတ်ရဆိုင်းက ace twitter မှာ american ဟိုတီတွေကိုတိုက်ခိုက်ပြီးအီရန်နိုင်ငံသားဤမူဝါဒကိုဝင်ရောက် support ဖြစ်မရှိဘူးလို့ဆိုပါတယ်။ ace twitter နဲ့လူမျိုးတုံးသက်ဖြတ်မှုနဲ့အကြမ်းဖက်မှုကိုထောက်ခံတာရက်ပါရေမင်းလူမျိုးတွေကိုသက်ဖြတ်တာရက်ပါလို့သူကဆိုပါတယ်။ ဟူတီတွေကလည်းသူတို့ရဲ့တုံးပြန်တိုက်ခိုက်မှုတွေလုပ်နေရလို့ဆိုပါတယ်။မက်ရှလာ၁၈ရက်မှာသူတို့ကပြီးခဲ့တဲ့၄၈နာရီအတွင်း USS Harry S Truman အပါအဝင် American စစ်သည်မော၃စီကိုဒုံးကျည်နဲ့ drone တွေနဲ့ဒီစစ်သည်မော၃စီကိုတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။ဒါပေမဲ့ American ကဒီတိုက်ခိုက်မှုတွေကဘာအကျိုးသက်ရောက်မှုမှမရှိဘူးလို့ချက်ချင်းညင်းလိုက်ပါတယ်။ American ကာကွယ်ရေးအရာရှိတအူးက ဟူသီတွေကအလိန်ညာတရင်နေနဲ့မာယွန်းတဲ့တရင်အချက်လက်တွေကိုဆက်ပြီးတော့ဖြန့်နေပါတယ်။သူတို့ကမဟုတ်မမှန်တဲ့အချက်တွေနဲ့ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုရလဒ်တွေကိုရှော့ပြီးတော့ပြောတတ်တာလူသိများပါတယ်လို့ပြောပါတယ်။ဟူသီတွေကသူတို့ရဲ့အောင်မြင်မှုတွေကိုခြေကားပြောနေကြပါတယ်။ American Leader ဗိုလ်ချုပ်ကြီး Alexis Grinkovich ပြောတာကတော့ဒီတိုက်ခိုက်မှုတွေရဲ့အခြေအနေကိုအတိအပြုဖို့ခန့်နေပါတယ်။ဟူသီတွေရဲ့တိုက်ခိုက်မှုတွေကပြင်းမဲ့ကနေမိုင်းတရာကျော်ကွာဝေးနေရလို့သူကဆိုပါတယ်။ မတ်လ16ရက်မှာဟူတီတွေလုံးဆောင်ခဲ့တဲ့တိုက်ခိုက်မှု၃ခုအနက်တစ်ခုမှာအမေရိကန်စစ်လေယာဉ်တွေကဟူတီတွေရဲ့ drone စစ်စည်းကိုပစ်ချလိုက်နိုင်တယ်လို့သတင်းညာဆိုပါတယ်။အမေရိကန်ကဒုတိယနဲ့တတိယတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတော့တိုင်းရိုက်မှတ်ချက်မပေးခဲ့ပါဘူး။ ဂရိုဂိုဘစ်ကပဲဒီတိုင်းခိုင်းမှုတွေဖြစ်ခဲ့တယ်ဆိုတော့အချက်အလက်လေးတွေကိုပဲပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အသေးစားတာကခုရှိပါတယ်။ USS Harry S. Truman ကဟူတီတွေရဲ့အင်အားစုစခန်းတွေကိုဆက်တိုက်နေတော့မှာပဲ။မက်လာ24ရက်ရောက်တော့အခါမှာတော့ American က Sanders A ကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်။နောက်ဆုံးတိုက်ခိုက်မှုမှာရီမင်မျိုးတော်ကိုထပ်ပြီးတော့ပြစ်မှတ်ထားခဲ့ပါတယ်။ Al Jazeera သတင်းဌာနအရအနည်းဆုံးလူတစ်ယောက်သေဆုံးပြီးတော့73ယောက်ဒဏ်ရာရခဲ့လို့ဆိုပါတယ်။ဟူသီတွေထုတ်ပြန်တဲ့ဗီဒီယိုတွေမှာပြိုလဲနေတဲ့အဆောက်အဦတွေနဲ့မြေပြင်မှာသွေးတွေအပိုင်းပိုင်းကျနေတာကိုတွေ့ရပါတယ်။ ။ဟူဒီရီကိုရိုင်းကလည်းနောက်ထပ်အသေးစိတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်ကဟူဒီရီရဲ့အကြီးအအင်အားစုစခန်းဖြစ်တဲ့ဆာဒါရဂိုကိုမာရက်ခရိုင်နဲ့ပလန်နီစီထွက်တဲ့စခန်းမျိုးတစ်ခုဖြစ်တဲ့ဟူဒီဒက်ကိုတိုက်ခိုက်ဖို့အတွက်ကိုသူတို့ကဆိုပါတယ်။ဒီနောက်ဆုံးတိုက်ခိုက်မှုကအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့စခန်းတစ်ခုလုံးကိုဖျက်ဆီးလိုက်နိုင်ခြင်းကဟူဒီရီရဲ့ပင်လယ်ဓားများတိုက်ခိုက်မှုတွေလုံနိုင်စွမ်းကိုအမေရိကန်ကကန့်သတ်လိုက်တာပါ။အနောက်တိုင်းကုန်သင်္ဘောတွေကိုတိုက်ခိုက်ဖို့သူတို့ရဲ့သင်္ဘောတွေထွက်မလာအောင်လုပ်လိုက် က်တာဖြစ်ပါတယ်။ American ဘက်ကတေးကြတဲ့တိုက်ခိုက်မှုတွေကိုအတိမပြုပေမဲ့ကာကွယ်ရေးရှိတဦးက US Central Command CENTCOM ကအီရန်ကနေအားဖြည့်ထားတဲ့ဟူတီတွေရဲ့နေရာမျိုးစုံကိုနေညာမပြတ်တိုက်ခိုက်နေတယ်ဆိုပြီးတော့ဆိုပါရယ်။ဒါဆိုမက်ရှလာ15ရက်နဲ့16ရက်ကပထမတိုက်ခိုက်မှုတွေနဲ့24ရက်မှာလာတဲ့တိုက်ခိုက်မှုတွေကြားမှာရနာချိန်မရှိဘူးဆိုတဲ့သဘောပါပဲ။ဘုံကျဲမှုတွေကအဆက်မပြတ်ဖြစ်နေပြီးတော့ ိရောက်နေတယ်လို့လည်းဆိုပါတယ်။ Mike West ပြောတာကတော့သူတို့ရဲ့ဌာနချုပ်တွေဆက်သွယ်ရေးစင်တာတွေလန်ဒန်စစ်ရုံတွေနဲ့ရေးပေါ် drone ထုတ်လုပ်ရေးနေရာတချို့ကိုတောင်ပြတ်မှတ်ထားတိုက်ခိုက်ခဲ့ပြီလို့ဆိုပါတယ်။ဟူဒီတွေကတော့ဒါရီအားလုံးကလုံးဝမဟုတ်မမှန်ပါဘူး။ဆွဆွဲချက်တွေကြီးပဲလို့ညင်းဆိုနေပေမဲ့ သူတို့ရဲ့အဖိုးတန်စခန်းတွေကိုတိုက်ခိုက်မှုတွေနဲ့အတူဟူဒီအင်အားစုတွေရဲ့အဓိကနေရာတွေကိုလေကြောင်းပိတ်ဆို့တိုက်ခိုက်နေရတဲ့ဆိုတာအမှန်ပါပဲ။မက်ရှလာ24ရက်မှာဆိုတေဆုံးသူ89ယောက်ဒဏ်ရာရသူ100ကျော်ရှိပြီလို့ဟူဒီတွေထိန်းချုပ်ထားတဲ့ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။ American ကတော့ရတန်ဖို့ဘာသဘောထားမှမပြသေးပါဘူး။မက်ရှလာ25ရက်မှာဟူဒီတောင်ကျမ်းသူတွေကိုထပ်မံတိုက်ခိုက်ခဲ့ပြီးစီနာစ်မှာတနေရာတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ100ယောက်တေဆုံးပြီးတော့ဒါဇင်နဲ့ချီဒဏ်ရာရခဲ့ပါတယ်။ American န်ကတော့ဒီတစ်ခါလဲပိုအထူးပြန်လဲပြတ်မှတ်တွေကိုထိမှန်ခဲ့တယ်ဆိုပြီးတော့ယုံကြည်နေရလဲဖြစ်ပါတယ်ဝက်စ်ပြောတာကတော့ဟူဒီတွေရဲ့ထိတ်တန်းခေါင်းဆောင်တွေအပါအဝင်သူတို့ရဲ့ပြန်သွန်းမှုချုပ်ကိုတောင်မှတပ်ပြစ်လိုက်နိုင်ပြီဆိုပြီးတော့ပြောပါတယ်။ဒါပေမဲ့ဟူဒီတွေကတော့ဒီအကြောင်းကိုဘာမှထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ဟူဒီတွေထိန်းချုပ်ထားတဲ့သတင်းဌာနတွေကတော့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေက လူနေရက်ွက်တီကိုပြစ်မှတ်ထားနေရလို့ဆိုပါတယ်။ The Times of Air Street ဒိန်းဌာနရဲ့ဖော်ပြချက်အရ Match 25ရက်မှာ American က Sahash ခရိုင်ကိုပါလေတက်တိုက်ခိုက်မှုတွေထပ်ပြီးတော့လုပ်ခဲ့ပါတယ်။ဟူတီတွေဘက်ကတော့သူတို့ကိုယ်တိုင်လည်းတိုက်ခိုက်နေရလို့ဆိုပါတယ်။ Match 24ရက်မှာသူတို့ရဲ့စစ်သည်တွေက American ရေတပ်နဲ့ပင်လယ်နီမှာနိုင်အတန်ကြာပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့လို့ဆိုပါတယ်။ဟူတီပြောရေးဆိုခွင့်ရှိသူ Yawar Sari ကဒီတိုက်ပွဲက24နိုင်အတွင်းဒုတိယအကြိမ်မြောက်ဖြစ်ပြီးတော့နိုင်အတန် န်ကြာကြာခဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံကိုရန်သူလီတရက်တိုက်ခိုက်မှုကိုဟန်တားနိုင်ခဲ့လို့ပြောပါရယ်။ဒါပေမဲ့သူပြောပြီး24နာရီအတွင်းမှာပဲအမေရိကန်ရဲ့ဒုံးကျည်ရဲ့ဘုံတွေထက်ကျဆင်းလာခဲ့တာကိုကြည့်ရင်သူတို့ပြောတာကယုံဖို့ခက်နေပါရယ်။အမေရိကန်ရဲ့17ရက်တာအပြင်ထန်ဆုံးတိုက်ခိုက်မှုတွေဟာဆက်လက်ဖြစ်ပွားနေပြီးတော့ My West ပြောတဲ့အတိုင်းဆိုရင်တော့အမေရိကန်ဟာဟူသီရီရဲ့အဓိကပြစ်မှတ်တွေကိုတော်တော်များဖျက်ဆီးနိုင်ခဲ့ပါပြီ။ဟူသီရီရဲ့အဓိကလေဆိပ်ဟာမီကိုထဲမှာပျောက်ကွယ်သွားခဲ့ပြီးတော့ဌာနချုပ်နဲ့ကိုကေးစင်တာရီဖျက်ဆီးခဲ့ ခဲ့ကခေါင်းဆောင်အဖွဲ့ဝင်တော်တော်များလည်းအမေရိကန်ရဲ့လေတပ်တိုက်ခိုက်မှုတွေမှာပြစ်ခတ်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ဟူသီတွေဘက်ကတုံ့ပြန်နိုင်ခဲ့တာက USS Harry S. Truman သင်္ဘောကိုတိုက်ခိုက်ခဲ့တယ်ဆိုရက်အထက်ထပ်ပြောနေတဲ့သတင်းပဲရှိပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ဟူသီတွေရဲ့တိုက်ခိုက်မှုတွေကပြင်းမှတ်က မိုင်900လောက်လွတ်နေရလို့ဆိုပါတယ်။ဟူသီတွေရဲ့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့ American ရေတပ်နဲ့ ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့တယ်ဆိုတာကိုတောင်းဟုတ်မမှန်သေချာမသိရသေးပါဘူး American ဘက်ကလည်းဒီအကြောင်းကိုအတိမပြုသေးပါဘူး American ရဲ့အတိကစိုးရင်စရာကတော့ဟူဒီတွေကပန်လယ်နီမှာဖန်တီးထားတဲ့အခြေအနေပါပဲ Riders ရဲ့ Match လ25ရက်သတင်းအရဟူဒီတွေဟာအနည်းဆုံးစစ်စွနစ်တစ်ခုချာရေမြမှာပြဿနာဖြစ်နေခဲ့လို့ဆိုပါတယ်2023နိုဝင်ဘာစပြီးတော့ဒီအုပ်စုကပန်လယ်နီကနေဖြတ်သွားတဲ့ခုံတင်မော်ရီကိုပြတ်မှတ်ထားတိုက်ခိုက်ခဲ့တာနှစ်တရာကျော်ရှိပါပြီ Gazas မှာ Israel ကိုတိုက်ခိုက် န်နေတဲ့ Hamas တွေကိုထောက်ခံတဲ့အနေနဲ့ဒီတိုက်ခိုက်မှုတွေလုပ်နေရလို့သူတို့ကဆိုတာလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကတကယ်ထိရောက်ပါတယ်။ဖီလီနီဟာကမ္ဘာကုန်သွယ်ရေးအတွက်အရေးပါတဲ့ရေချောင်းလမ်းချောင်းဖြစ်ပြီးတော့ကမ္ဘာကွန်တိုင်နာသင်္ဘော30ရာခိုင်နှုန်းကျော်က ဒီကြောင်ကနေဖျက်သွားလိမ့်ရှိပါတယ်။ဒါပေမဲ့2024မက်ချ်လာကုန်မှာတော့ပူတီရီတိုင်ခိုက်မှုစပြီးတော့6လအတွင်း Zeus Cannon နဲ့ BL Mandap ရေလကြားကဖျက်သွားတဲ့သင်္ဘောရေအတွက်90ရာခိုင်နှုန်းကျဆင်းသွားပါတယ်။အဲဒီအစား K-pop Good Hope Town ကိုတည်သွားတဲ့သင်္ဘောတွေ100ရာခိုင်နှုန်းတိုးလာတာကိုတွေ့ရပါတယ်။ဒါကအကုန်သင်္ဘောတွေလမ်းကြောင်းပြောင်းသွားရတယ်ဆိုတော့အတိတ်ပဲလေဖြစ်ပါတယ်။ ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ American ရဲ့စွမ်းအင်သတင်းအချက်အလက် Agency ရဲ့အဆိုအရ ပင်လယ်နီလန်းချောင်းကိုရှောင်သွားရတဲ့အခါဒီမိုကွန်မဏီတွေအပေါ်ဘလို့တရားမှုရှိလဲဆိုတာဒီအချက်ကထင်ရှားစေပါတယ်။ American ကပင်လယ်ကွေးရနေတရုတ်ကိုသွားတဲ့ကွန်တိနာဒီမိုတစည်းက Sous Canal, Bell, Madap, Ilaja နဲ့ပင်လယ်နီကနေဖြတ်သွားရင်ခီးပန်းတိုင်ကို44ရက်နဲ့ရောက်နိုင်ပါတယ်။ဟူဒီတွေကိုရှောင်ဖို့ Cape Good Hope ကိုပတ်သွားရင်တော့အဲ့ဒီခီးကို၄ရက်ပိုကြာသွားစေပါတယ်။ ရိုတာဒမ်ကနေပြီးတော့အာရေဗျပင်လယ်ကိုသွားရခီးစဉ်ဆိုရင်ပို့ဆိုးပါသေးတယ်။ပင်လယ်နီလမ်းကြောင်းပွင့်နေချိန်မှာကော်တိနာဒီမိုတစီကမြေရေပင်လယ်ကနေဖြတ်သွားပြီးအာဖရိကကိုပက်ရှောင်နိုင်တဲ့အတွက်အဲ့ဒီခီးကို19ရက်နဲ့ပဲသွားနိုင်ပါတယ်။အခုတော့ဟူတီတွေကပင်လယ်နီမှာဒီမိုတွေကိုတိုက်ခိုက်နေတဲ့အတွက်ရိုတာဒမ်ကနေထွက်တဲ့ဒီမိုတွေက K-pop God ဟုတ်ကိုပတ်ပြီးတော့အရိဗျပင်လယ်ကိုရောက်ဖို့ဆိုရင်တော့34ရက်ကြာတာဖြစ်ပါတယ်။ Riders ရဲ့တရင်ချက်လက်တီရ2024ခုနှစ်မှာ Source Canner ကနေဖြတ်သွားတဲ့သင်္ဘောရေအတွက်85ရာခိုင်နှုန်းချဆင်းသွားပြီးတော့ခီးသွားချိန်ရဆိုရင်တော့ပြန်မြောက်9ရက်ကနေ14ရက်အထိတိုးလာခဲ့ပါတယ်။အတူတူပြောရရင်ဟူတီတွေကသင်္ဘောကုမ္ပဏီတွေကိုပိုရှည်တဲ့လမ်းကြောင်းတွေကိုသွားဖို့ဖိအားပေးနေတာပါ။ ဒီအချက်ကကမ္ဘာထောက်ပံ့ရေးကွင်းဆက်တွေကို ထိခိုက်စေပြီးတော့ဒီကုမ္ပဏီတွေကိုတစ်နှစ်ကိုဘီလီယံနဲ့ချီပြီးတော့ဆုံးရှုံးမှုတွေကိုလည်းဖြစ်စေတာမျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုလို့ရှိရင်တော့ပိုဆိုးတာကဟူတီတွေဟာပင်လယ်နီကျမ်းကိုဖျက်ဖို့ကြိုးစားတဲ့သင်္ဘောတွေကိုနင်းမြုပ်ပစ်တာသိမ်းယူတာတွေလုပ်နေပါတယ်။အမေရိကန်ရဲ့အပြင်းထန်ဆုံးလေတပ်တိုက်ခိုက်မှုတွေမစခင်အထိဟူတီတွေကသင်္ဘောနှစ်စီးကိုနင်းမြုပ်ပစ်နိုင်ခဲ့ပြီးတော့ဒီဖြစ်စဉ်တွေဟာအနည်းဆုံးသင်္ဘောသား၄ဦးသေဆုံးခဲ့ပါတယ်။၂၀24ခုနှစ်ဖေဖော်ဝါရီအထိဟူတီတွေကအနည်းဆုံးသင်္ဘော၄၀ကိုတိုက်ခိုက်ခဲ့ပြီးတော့အခုချိန်မှာတော့ဒီရေတွက်ကရာနဲ့ချီရှိနေပါပြီ။ Writers ရဲ့ဖော်ပြချက်အရဟူတီတွေရဲ့ပင်လယ်နီတိုက်ခိုက်မှုတွေကအနည်းဆုံးနိုင်ငံ၈ 85နိုင်ငံနဲ့သူတို့ရဲ့ထုတ်ကုန်တွေတည်ယူပို့ဆောင်ရေးအတွက်ပင်လယ်နီကိုအားထားနေရတဲ့အဓိကစွန့်အင်းနဲ့သင်္ဘောကုမ္ပဏီကြီး29ခုကိုထိခိုက်စေခဲ့ပါတယ်တိုက်ခိုက်ခံရတဲ့သင်္ဘောအများစုကိုဥရောပနိုင်ငံတွေကပိုင်ဆိုင်ကြပါတယ်။အမေရိကန်ဒီကိစ္စမှာဘာကြောင့်ပါဝင်လာရတာလဲဆိုတော့ဟူသီတွေတိုက်ခိုက်ခံရတဲ့သင်္ဘောတွေထဲမှာအမေရိကန်ကုမ္ပဏီတွေပိုင်အနည်းဆုံး၈စီးပါနေလို့ပဲဖြစ်ပါတယ်။ပြီးတော့သူတို့ကရတန်းဖို့လုံးဝအဆင်သင့်မဖြစ်သေးပါဘူး။ ပြောရမယ်ဆိုတော့ Hafash Alog ရဲ့ CEO ဖြစ်သူ Roof Heaven Jason က2024ဝင်ငွေရှင်းတန်းမှာလွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်ကဆိုရင်ဖီလနီလန်ချောင်းဘယ်တော့ပြန်ပွင့်မလဲဆိုတာပို့ပြီးတော့အကောင်းမြင်ခဲ့ပေမယ့်အခုတော့ပိုဆိုရင်စရာဖြစ်နေပြီလို့ပြောသွားပါတယ်။ American Pelini မှာဟူတီတွေကိုပထမဆုံးတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာပေါ့သူဆိုရင်စရာမှန်ပါတယ်။2024ခုနှစ် American တိုက်ခိုက်မှုတွေနဲ့တောင်ဟူတီတွေဇက်တိုက်တိုက်ခိုက်နေတော့မှာပဲ။ မန်ချက်စတာ၁၂ရက်သတင်းတပုတ်အရဟူဒီတွေကအရှိန်အလယ်ပိုင်းရေပြင်မှာမြစ်တီအစ္စရေးတင်မောမဆိုတွေ့ရင်တော့ပြတ်မှတ်ထားမယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒီချိန်ချောက်မှုကပင်လယ်နီအခြေအနေကိုပြန်လည်ရှုပ်ထွေးစေခဲ့ပါတယ်။ဥရောပနဲ့အာရှကြားတင်မောသွားလာမှုတွေထပ်ပြီးတော့ထိခိုက်မှာကိုစိုးရင်လာကြပါတယ်။အီဂျစ်ကလည်း2023နဲ့2024ကဟူဒီတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ခဲ့ရတဲ့ဆူးစကန်နယ်ကနေရတဲ့ဝင်ငွေပြန်ကောင်းလာမှာကိုစိုးရင်နေပါတယ်။ ူတီတွေကသူတို့ကိုထင်ရအစ္စရေးတင်မလို့ယူဆရတဲ့တင်မ24စီးကျော်ကိုတိုက်ခိုက်မယ်ဆိုတဲ့အထင်ရှားမှုကစစ်ပေးဒုက္ခတွေရဲ့အတွက်ဂါဇာကိုဝင်တဲ့အခုညီတင်မတွေပါရပ်တန့်သွားစီနိုင်ပါတယ်ဒီထဲမှာဟူတီတွေကအစ္စရေးတင်မဆိုတဲ့အထိပယ်ဖွင့်ဆိုချက်ကိုသူတို့စိတ်ကြိုက်သတ်မှတ်ပြီးတော့အနောက်တိုင်းတင်မတွေကိုပြစ်မှတ်ထားတတ်တဲ့အကျင့်လည်းရှိပါတယ်ဒါရီအလုံးကအမေရိကန်ရီမင်ကိုလေတက်တိုက်ခိုက်မှုတွေဘာကြောင့်ဆားလိုက်ရတယ်ဆိုတဲ့အကြောင်းရင်းပါပဲ ဟူဒီရီကဗီလန်နီကိုထပ်ပြီးတော့ချိန်ချောက်လာတဲ့အတွက်အမေရိကန်ကတုံးပြန်မှုစောင့်မနေတော့ပဲချိုတင်တိုက်ခိုင်းလိုက်တာပါဒီတစ်ခါမှာတော့အမေရိကန်ငှားနေပြီးတော့ဟူဒီရီကိုဒီလောက်ထိပြတ်မှတ်ထားရတဲ့တခြားအကြောင်းရင်းတစ်ခုရှိပါတယ်ရေမနိုင်ငံအတွင်းကဟူဒီဩစာလွှမ်းမိုးမှုကိုဖယ်ရှားဖို့မဟုတ်ပါဘူးအမေရိကန်ဘာလို့ချက်နေဆိုတာအရင်ကတည်းကအရေးအမွပြောခဲ့ပါပြီအမေရိကန်ရဲ့ပထမဆုံးလေတိုက်ခိုက်မှုတွေအပြီး Fox News ကိုပြောခဲ့တဲ့စကားတွေကိုကြည့်ပါ ကျွန်တော်တို့ကသူတို့ကိုအပြင်းထန်တိုက်ခိုက်လိုက်ပြီးအီရန်ကိုဒီချက်ပိုတီးမခံနိုင်ဘူးဆိုတဲ့သတင်းပို့လိုက်ပြီလို့ဆိုပါတယ်။တနည်းအားဖြင့်အဟူဒီတွေကိုတိုက်ခိုက်တဲ့အချက်ကသူတို့ရဲ့ဩစာလွှမ်းမိုးမှုကိုဖယ်ရှားဖို့မဟုတ်ပါဘူး။ American အတွက်အဓိကပြဿနာကအီရန်ကအဟူဒီတွေကိုကိုယ်စားလှယ်အဖြစ်သုံးပြီးတော့အရှိအလေပိုင်းမှာသူ့ရည်မှန်းချက်တွေအောင်မြင်ဖို့ကြိုးစားနေတာပါ။ မန်ရှလာစနေရက်မှာဟူဒီတွေကအစ္စရေးသမောတွေကိုထပ်မံတိုက်ခိုက်မယ်လို့ချိန်ချောက်တဲ့အခါဒီချက်ကိုပိုတိတာလာပါတယ်။ဟူဒီတွေရဲ့ထုတ်ပြန်ချက်မှာကျွန်တို့ဟူဒီတပ်မတော်ရဲ့လုံရက်တွေကဖိနိတ်ခံပါပါလက်စတိုင်းလူမျိုးတွေအတွက် ဘာသာရေးလူသားချင်းစာနာမှုနဲ့ကိုကျင်းတန်းဆိုင်ရာတာဝန်တည်မှုကနေဖြစ်ပေါ်လာပြီးတော့အစ္စရေးအာဏာရှင်စနစ်ကိုဂါဇာကိုပြန်ဖွင့်ဖို့နဲ့အစားအစာစီးပွားပစ္စည်းတွေပါဝင်အကူအညီတွေဝင်ရောက်ခွင့်ပေးဖို့ဖိအားပေးဖို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကဟူသီတွေအခုထိသုံးနေကြတဲ့အကြောင်းပြချက်ပါပဲ။အီရန်ကဂါဇာမှာဟာမတ်စ်ကိုထောက်ခံပြီးတော့ဟာမတ်စ်နဲ့အစ္စရေးကြားအခြေအနေကိုထိန်းချုပ်ဖို့ဟူသီတွေကိုသုံးနေတာပါ။အီရန်နဲ့ဟူသီတွေကြားဆက်နွယ်မှုကိုထောက်ခံတဲ့အထောက်အထားတွေအများကြီးရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ Council on Foreign Relations က Iran ကိုဟူတီတွေရဲ့အဓိကပံ့ပိုးသူလို့သတ်မှတ်ထားပါတယ်။ Iran အစိုးရကရေမန်အုပ်စုကိုလုံခြုံရေးအကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။ဒီအကူအညီတွေမှာလေကျင်းရေးထောင်လန်းရေးအထောက်ပံ့နဲ့လက်နက်တီပါပါဝင်နေပါတယ်။2024ခုနှစ်ဇန်နဝါရီလမှာ American ရေတပ်က Iran ကနေရေမန်ကိုပို့နေတဲ့ဒုံးကျည်ကောင်းတွေ၊ drone အစိတ်အပိုင်းတွေနဲ့ တင်ကတိုက်ဒုံးကြီးတွေကိုဖမ်းမိတဲ့အခါဒီအချက်ကပို့ပြီးတော့ရှင်းလာခဲ့ရလဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအစုံလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးအကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါတယ်လိုက်ကန်ရှယ်လီနဲ့အားပေးသွားကြပါအောင်ရှင်